ဖျားသခင်ဤကောင်းချီးမင်္ဂလာအပြပြတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းချီးပေးပါ၏16ရက်17လ2025တနင်္ဂနွေနေ့နိုင်ငံတော်လေကွင်းနေ့မျိုးစိအခြားသောဥပမာစကားကို မိမ့်မွတ်တော်မူတိက ကောင်းကင်နိုင်ငံတော်သည်ကောင်းသောမျိုးစိကိုလေ၌ကျဲသောသူနှင့်တူ၏ဟု မိန့်တော်မူ၏ ရှမတဲခန်းကြီး73အငယ်24တခင်ယေရှုသည်နိုင်ငံတော်နှင့်ပတ်သက်သောမှတ်သားဖွယ်တုံတင်ချက်များတွင်ဒိနေသောအမှန်တရားများကို ထုတ်ဖော်ပြသရန်ပုံဥပမာများကို အသုံးပြုခဲ့သည်တုကဲ့သို့သော ဥပမာများထဲမှတစ်ခုမှာရှမတဲ့ခန်းကြီး73ရှိဂျုံစပားပင်နှင့်အပြင်းပုံဥပမာဖြစ်သည်ကိုရော့ကနိုင်ငံတော်သည် ကောင်းသောမျိုးစစ်ကို လေနိုင်မိမိလေနိုင်ကျဲသော သူနှင့်တူ၏ဟုမိတော်မူ၏ထိုသူသည်တခင်ကိုတော်တိုင်ဖြစ်ပြီးမျိုးစေ့ကောင်းသည်နိုင်ငံတော်၏သာသမီများကို ကိုစားပြုသည်နောက်ပိုင်းတွင်ကိုတော်ရှင်းပြသည့်အတိုင်းလေသည်ဤလောကဖြစ်သည်ဤအရာသည်တာမန်ထက်လွန်ကဲသောအရာဖြစ်သည် ခင်ဘုရားသည်ကောင်းသောမျိုးစစ်ကိုအခြားသူ၏လဲ၌မဟုတ်ပဲမိမိလဲ၌ကျဲတော်မူ၏ဤအရာက ကပါကြီးသည်ကိုတော်ဤလဲခွင်းဖြစ်ပြီးကိုတော်နိုင်ငံတော်ဤအစိတ်အပိုင်းဖြစ်သည်ဟုတင့်အားပြောပြနေပါသည်ကိုတော်သည်ကပါကြီးကိုပိုင်တော်မူ၏ယနေ့ကပါကြီးထဲတွင်မြည်သည့်အရာကို ကျွန်ုပ်တို့မြင်တွေ့ရသည့်ဖြစ်စေကိစ္စမရှိပါ ထို့အရာသည်မြင်မြညဉ့်ညမ်းသည့်ဖြစ်စေကိစ္စမရှိပါလေကွင်းကို သခင်ယေရှုပိုင်နေစေဖြစ်ပါသည်တမန်ကျမ်းစာက လူများအိတ်နေစဉ်ယန္တုများသည်လာပြီးလေ၌မြက်ပင်ပေါင်းပင်များကိုကျေကြသည်ပေါင်းပင်မြက်ပင်များသည်သိုးသွန်းသောနတ်ဆိုးများ၏တာသမီများဖြစ်သည် သခင်ယေရှုကဤပေါင်းပင်မျက်ပင်များကို မျိုးစစ်ကျဲသောယန္တုမှာမာနဖြစ်ကြောင်းရှင်းလင်းစွာ ရှင်းပြခဲ့ပါသည် ထို့ကြောင့်လောက၌၎င်းဘုရားသခင်ဤအမှုတော်နှင့်ဆက်နွယ်သောနေရာများတွင်၎င်းအကောင်းနှင့်အဆိုးတို့သည် ရှင်တွဲမြင်တွေ့ရခြင်းအားကျွန်ုပ်တို့နားလည်ရပါသည် အပိုင်ငယ်30တွင် ထိုတူညီသောပုံဥပမာကို ဆက်လက်ရှင်းပြနေချိန်တွင်သခင်ကစပားရိတ်သည့်ကာလတိုင်အောင်အပင်နှမျိုးတို့သည်အတူကြီးပွားပါလိမ့်စေစပားရိတ်သည့်ကာလရောက်လျင်တောပင်တို့ကိုရေဥစွာနှုတ်၍မိရှုခြင်းကစီးနောက်ကြလော့စပားကိုကကြည်၌စွတ်သိမ်းတွင်ထားကြလော့ဟု ရိတ်တော်သူတို့အားငါစီရင်မည်ဟု မိန့်တော်မူ၏ထိုစပားရိတ်ခြင်းသည်ဤလောကဤ အဆုံးဖြစ်ပြီးရိတ်သိမ်းသူများသည်ကောင်းကင်တမန်များဖြစ်သည်ချိန်ချက်သောအချိန်၌အပြင်းတို့သည် စုသိမ်း၍မိရှုခြင်းကိုခံရကြတော့လေဖြောင်းမတ်သူဂျုံစပါးသည်သူ၏ကြည်ထဲသို့စုသိမ်းခြင်းခံရကြလိမ့်မည်ဖျားသခင်ကိုချီးမွမ်းပါဤအရာသည် အလွန်ပင်စိတ်ချမ်းမြေ့ဖွယ်ရာ ဖြစ်ပါသည်ကျွန်ုပ်တို့သည်ရည်ရွယ်ချက်တစ်ခုအတွက် ပါမြေကြီး၌စိုက်ပျိုးထားသောကောင်းသောမျိုးစီနိုင်ငံတော်၏တာကောင်းများဖြစ်သည်ထို့ကြောင့်ကျွန်ုပ်တို့သည်မြေတိနေရာ၌မဆိုရဲရင်စွာရက်တည်ပြီးကျွန်ုပ်တို့ဤကပါကိုပိုင်ဆိုင်သည်ဟုကြေညာနိုင်သည်အကြောင်းမှာထိုကပါကြီးသည်ကျွန်ုပ်တို့ဤသခင်နှင့်ကယ်တင်ရှင်ယေရှုခရစ်ပိုင်ဆိုင်ပြီးကျွန်ုပ်တို့သည်ကိုယ်တော်ဤအမွေခံများဖြစ်တော်ကြောင့်ဖြစ်သည် ကျွန်ုပ်တို့သည်တာဝန်ခံများဖြစ်ပြီးထိ ंछ ုပ်ထားနိုင်ပါသည်ကျွန်ုပ်တို့သည်ဤလောက၌ရှိနေခြင်းမှာ အလင်းထွန်းလင်းပြီးဖြောင့်မတ်ခြင်းအသည့်အပွင့်များတီးပွင့်ရန်ဖြစ်သည် ထိုနေရာ၌စံကျင်ဘက်အရာများသို့မဟုတ် အမှောင်တုများရှိနေပါစေ ကိစ္စမရှိပါဤအရာကိုတတိယပါလေကွင်းသည် ကိုရော့အပိုင်ဖြစ်ပြီးကိုရော့သည်တင့်အားထိုကွင်းထဲ၌စိုက်ပျိုးထားသည် ထို့ကြောင့်အလင်းကဲ့သို့ထွန်းလင်းပြီးရှင်ဘရင်ကဲ့သို့စိုးစံကားစပါးရိတ်သိမ်းခြင်း၌ယူဆောင်လာပါဟာလေလုယာထိုက်၍လေးလာရန်ကြံပါရှမတဲ့ကန်းကြီး73အငယ်24မှ30အငယ်38မှ40တကောရင်သူခန်းကြီး30အငယ်26ဝန်ခံခြင်းကိုအတူတကွာခံယူကြပါစို့ကျွန်ုပ်သည် အလင်းကဲ့သို့ထောလင်းကဖြောင့်မတ်ခြင်းအသီးကိုတီးပွင့်ပါ၏ကျွန်ုပ်သည်ကိုတော်ဤအမျိုးအနွယ်ဖြစ်သောကြောင့်မှောင်မတ်ဤအမှုအပေါ်စိုးစံအောင်နိုင်ပါ၏ကျွန်ုပ်အားဤမျိုးဆက်တွင်ဘုံအတရေနှင့်ဩစာလွှမ်းမိုးနိုင်သောတစားဖြစ်စေပြီး ဝိညာဉ်များကိုအနာယူကာညာစွာသောသူတို့ကိုနိုင်ငံတော်တဲသို့ဆောင်ကျင်းပေးသည့်အတွေ့ကိုရော့ကိုဂျေစုတပါသည်သခင်ယေရှု၏နာမတော်မြတ်၌အာမင် တနှစ်တာကျန်းစာဖတ်ခြင်းအစီအစဉ်ဟေပြဲအခန်းကြီး7နှစ်အငယ်14မှ29ရေစကြည်လအခန်းကြီး73မှ95ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့နှစ်နှစ်တာကျန်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီး7နှစ်အငယ်20မှ29 900အခန်းကြီး16ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့